ာကွယ်ရေးဝန်ကြီးမိုးရှိဒိုင်းယန်နဲ့နီးစပ်သူများ၏အပြောအယမူအရက်များစတင်တိုက်ခိုက်ခြင်းကိုအစ္စရေးတို့ကခွင့်ပြုခဲ့သည်။အမေရိကန်နှင့်ရုရှားတို့တင်းမာမှုရောပါးရေးကိုပြုလုပ်နေချိန်တွင်အစ္စရေးကစတင်တိုက်ခိုက်မည်ဆိုပါကမျက်နှာအပြတ်မခံလို့သောအမေရိကန်ကအစ္စရေးကိုအကူအညီအပြည့်အဝမပေးမည်ဆိုသောကြောင့်ဖြစ်သည်ဟုဆိုသည် လုံးမဲမင်္ဂလာပါခင်ဗျာ rewind me channel မှာပြန်လဲပြေးပြလိုက်ပါတယ်ကျွန်တော်နဲ့အတူတူအားလေးတွေဖတ်ကြအောင်နော်ထိုနီးပရီရေကိုအစ္စရေးတို့ကစာခြင်းမဟုတ်ဒုတိယကမ္ဘာစစ်အတွင်းကတည်းကဂျာမန်များစတင်သုံးဆွဲကြောင်းအဆိုပြုသူကပြုသည်စောစောပိုင်းစစ်မျက်နှာများတို့ကတင်ကားများသည် ထိုးစစ်စင်ရာရန်သူရေစခန်းများကို ထိုးဖောက်ရာမိမိခြေလျင်တပ်များအတွက်လမ်းဖွင့်ပေးရာအကာအကွယ်ပေးရာဖြစ်တာအသုံးပြုခဲ့ကြသည်ဒုတိယကမ္ဘာစစ်၌ဂျာမန်တို့သည် ရေးဆိုင်ဘုံကျဲလေးရင်များများဖြင့်တင်ကားတများပူပေါင်းပြီးတိုက်ခိုက်ခဲ့ကြသည်ဟုဆိုသည်ညီတို့ပင်စိုးစေ1968ခုနှစ်6ရက်စစ်ပွဲအတွင်းကအစ္စရေးတို့သည်နောက်လိုက်ပင်စိုးလင်ကစားထိုပရိယေကိုထိရောက်စွာအုံပြုခဲ့သည်ကမ္ဘာစီရေးပါရဂူအများစုတို့ကတညိတညွတ်ထဲလက်ခံကြရသည်အစ္စရေးဤလေးတပ်မတော်ကလည်းအစွမ်းထက်လာသည် အစွမ်းထလာသော လေးတန်နှင့်တင်ကားတက်တို့ပူပေါင်းပြီးစစ်စင်ညာသောအခါကြီးမာသည့်အောင်မွေးကြီးများကိုရရှိခဲ့ခြင်းဖြစ်သည် ို့တော်လည်းယခုနောက်ဆုံးဖြစ်ပွားသောစစ်တွင်မူစစ်ပရီယေတို့သည်တည်တည်သားသားကြီးပြောင်းလဲသွားတော်သည်စစ်လက်နက်ပစ္စည်းတို့သည်1968ခုနှစ်ကနေမတူတော့တင်ကားစစ်စင်ရေးများလေးရင်လေးဓာတ်စစ်စင်ရေးများတင်ကားတနင်လေးဓာတ်ပူပေါင်းစစ်စင်ရေးများမှသည်ဒုံးရင်စစ်စင်ရေးကြီးတို့လုံးဝပြောင်းလဲသွားတော်သည်စစ်တရက်ကိုဒုံးရင်များကသာမှန်ကန်သောအဆုံးဖြတ်ကိုပေးနိုင်ကြောင်းထုတ်ဖော်ပြသလိုက်သည့်စစ်ပွဲဖြစ်သည်စစ်ပွဲစတင်ဖြစ်ပွားသည့်အောက်တိုဘာ6ရက်နေ့မှာပင် ဣသရေလေးတပ်ဤသုံးပုံတပုံသောတိုင်လီရင်တို့သည်အာရတ်ဒုံးရင်တို့ဤလက်ချက်ဖြင့်မြေပြင်ပေါ်မှအပြီးအပိုင်အနားယူလိုက်ကြရသည်ဣသရေသည်မိမိလေးတပ်အင်အားကိုအလွန်ယုံကြည်အားကိုသူဖြစ်သည်ကိုးစားလက်အောင်လဲတိုက်ပွဲများအကြိမ်ကြိမ်ရယူနိုင်ခဲ့သည်ထို့သောအာရတ်တို့လက်တွင်ရှိသောစူဘီယက်လိုဆမ်ဒုံးရင်များဤတကိုးကြီးမားမှုကိုတိတိကျကျနားမလဲကြစစ်ပစ်ပြီးသုံးရအကြာမှပင်အရှိအလေပိုင်းဒေသကောင်းငင်ရန်ကြီးတစ်ခုလုံးကို မိမိတို့လေးတပ်ကကြီးစိုးထားလိုက်ပြီဖြစ်ကြောင်းအစ္စရေးကကြေညာသည်ထိုကြေညာချက်သည်မှန်းသင့်သလောက်မှန်သည်သို့သောကောင်းငင်ရန်ကိုကြီးစိုးနိုင်ရေးအတွက်စိုက်ထုတ်ရသော အရင်းဤကမယုံကြည်နိုင်လောက်အောင် ကြီးမားလာသည်ယခင်စစ်ပွဲများကဆမ်တူးဒုံးရင်ကိုအာရတ်တို့အသုံးပြုခဲ့ကြ၏ထိုဒုံးရင်သည်အမြင့်ကိုသာပြင့်နိုင်သည်ထိုချက်ကိုကောင်းစွာနားလေသော အစ္စရေးတို့က၎င်းတို့၏လင်းမြန်းများကိုနှိမ့်နှိမ်ပြန်စေခြင်းဖြင့်ဆမ်တူး၏အနေရကိုရှောင်တိန်နိုင်ခဲ့သည်ယခုစစ်တွင်မူ Sam 2တာမကအနေရောအမြင့်မှာပြင်နိုင်သည့် Sam 3နှင့် Sam 6ဒုံးရင်များကိုပါအာရတ်တို့ကတုံးလာသည် Sam 2နှင့်3သည်ရွှေ့ပြောင်း၍မရာတနည်းအားဖြင့်အသေးထားရသည် အချင်း6လက်မှများသာရှိပြီးအရှိ19ပေရှိသော အခဲလောင်စာသုံး Sam 6ဒုံးရင်ကမူရွှေ့ပြောင်းသွားလာနိုင်သည်ဒုံးရင်တင်ကားပေါ်၌ဒုံးရင်3စင်းတင်ထားသည် ရေဒါနှင့်တွဲဖတ်ထားသည်တနည်းအားမှတနည်းအားသို့အလွယ်တကူရွှေ့ပြောင်းသွားလာနိုင်သည် ။တန်ကြကားများဖြင့်အထူးတကားရှီတက်လိုက်နိုင်ပါသည်။တပင်ထိပ်ဖြားများသောအမြင့်ပေပေ3500အမြင့်အထိလုံခြုံမှုပေးနိုင်သည်။ Sam 2နှင့် Sam 3ကိုအမေရိကန်လုပ်လက်နက်များကိုကင်ထားသည့်အစ္စရေးများကအလွဲတကူဖြတ်စည်းနိုင်သည်။၎င်းတို့၏ရေဒါစက်ကွင်းများကိုလည်းပြင့်မှန်ရှာမရအောင်ပြုလုပ်နိုင်သည်။တပ်ထုများများပစ်ချခြင်းအပူနောက်လိုက်တက်သောဒုံးရင်များကိုလှည့်စားသည့်အနေဖြင့်နေတဲ့တဲ့သို့ဥဒီပြန်သန်းကမိမိအနာသို့ဒုံးရင်ရောက်မှ လမ်းညောင်းတိန်ဆောင်ခြင်းမိမိလေးတပ်တွင်တပ်ဆင်ထားသောဒုံခွင်းဒုံဖြင့်ပြန်လည်ပစ်ခတ်ခြင်းများပြုလုပ်နိုင်သည်ယခုဆမ်စစ်ကိုမူထို့သို့ပြုလုပ်၍မရကြည်နေနေမှပြန်လာသောလင်းရင်ကို၎င်းမြင့်မြင်မှပြန်လာသောလင်းရင်ကို၎င်းအတန်ထက်မြန်သောပြန်သန်းနှုံဖြင့်လိုက်ကာပစ်ခတ်နိုင်သည်ရေဒါဆက်ကွင်းကိုလှည့်စား၍မရဂျက်လင်းရင်၏အေဇောပိုင်မှထွက်နေသည့်အပူနောက်သို့တန်းတန်းမမလိုက်သည် ထိုဂျက်လင်းရင်ကကိုယ်ကောင်မောင်းလင်းလဲကိုယ်ကောင်လိုက်သည် ရေဒါလျှက်စက်လိုင်းများသည့်အလွန်လှင်းမြန်းစွာပြောင်းလဲနိုင်၏။မြေပြင်မှလည်းထိမ့်သိမ့်ပေးနိုင်သည်။အလင်းရောင်သည်တစ်စက္ကန့်လျင်မိုင်မောင်း38,600နှုန်းဖြင့်သွား၏။ရေဒါရောင်ကြီးလိုင်းသည်လည်းထိုလင်းရောင်နှုန်းအတိုင်းပင်သွား၏။ရေဒါထဲမှပေါ်လာသည့်ရန်သူလေရင်၏သတင်းကိုပေးပို့သည့်ရေဒါ၏လင်းမြန်းမှုမှာတစ်စက္ကန့်ကိုပင်ခွဲခြမ်းစိတ်ဖြာတွက်ချက်၍မရနိုင်အောင်မြန်လွန်သည်။ဆိုလိုသည်မှာတစ်စက္ကန့်ကိုအပုံသိမ့်ပုံမြေတစ်ပုံးအတွင်းသိရှိနိုင်ခြင်းဖြစ်သည် ဒုံးရင်အမြန်နှုံးကလည်းအတန်ထက်မြန်နေသည်ထိုအကြောင်းများကြောင့်စစ်ပွဲပထမနေ့မှာအစ္စရေးလေဒါ၃ဘုံတစ်ဘုံမြပြစ်ချခြင်းကိုခံလိုက်ရခြင်းဖြစ်သည်ဆမ်စစ်၏စွမ်းမကားခြင်းတူမြသောဒုံးရင်များအမေရိကန်နှင့်အစ္စရေးတွင်မရှိသေးကြအစ္စရေးတို့သုံးနေသည့်အမေရိကန်လုံရေဒါထိန်းသော Hawk ဒုံးရင်တို့သည်အနိုင်ပြန်လာသော လေယာဉ်များကိုသာပစ်ခတ်နိုင်သည်ထို့သောလည်းရေဒါဆက်ကွင်းကိုလှည့်စားခြင်းကိုမူရှောင်တိန်နိုင်သည်ရေဒါဆက်ကွင်းကိုလှည့်စားခြင်းဆိုသည်မှာ မိမိလေးဓာတ်ကိုရန်သူရေဒါကဖမ်းမိနေကြောင်းသိသည့်နှင့်တပြိုင်နက်သတ္ထုပစ္စည်းများဖြစ်ချပေးခြင်းဖြင့်ရန်သူ၏ရေဒါထဲတွင်အဆက်ပြောင်းအများပြားပေါ်လာအောင်ပြုလုပ်ခြင်းဖြစ်သည်ရန်သူပြုလုပ်ခြင်းဖြင့်ရန်သူ၏ရေဒါစက်ကွင်းထဲတွင်ပေါ်လာသောအဆက်ပြောင်းများသည် လေရင်လားသတ္ထုများလားခွဲကြမရအောင်ဖြစ်သွားတော်သည်ထို့နည်းဖြင့်ရန်သူကိုပြစ်မှတ်အများပြားတဲစားခြင်းဖြစ်သည် အာရတ်တို့လက်တွင် SAM စစ်သားမကထိုးထက်ပုံမှုအစွမ်းထက်သော SAM 7ဒုံးရင်များပင်လျင်ရရှိအသုံးပြုနေသည်ဟုအဆိုရှိသည်ယခုအသုံးပြုသော SAM စစ်ကိုဤသည့်စစ်ပွဲတွင်မှစမ်းသပ်အသုံးပြုခြင်းမရှိသေးကြယခုပထမဆုံးအကြိမ်အသုံးပြုခြင်းဖြစ်သည်အာရတ်တို့သည်လေးတပ်ကိုအတိကထားခြင်းမပြုတော့ဒုရီယာအဆင့်မှသာထားလိုက်သည်ဒုံးရင်များကိုသတိကလက်နက်အဖြစ်အသုံးပြုသွားသည်အာရန်မြေပြင်တပ်များအလုံးကို ဒုံးရင်များဖြင့်ထီမိုပေးထားသလိုအကာအကွယ်များပြုလုပ်ထားကြသည်ယင်းပရိယေကိုအစ္စရေးတို့အလူးလဲခန်းလိုက်ကြရခြင်းဖြစ်သည်ဒုတိယအထီးရောက်ဆုံးလက်နက်များမှာဆိုဗီယက်လိုတင်ကားဖြက် PSL လိုင်းထိန်ဒုံးမြန်များပင်ဖြစ်သည်ထိုဒုံးမြန်များလက်ချက်ဖြင့်အစ္စရေးတို့၏2000ခန့်သောတင်ကားများမှာသုံးပုံတပုံခန့်ဖြတ်စည်းခြင်းခံလိုက်ရသည်ယင်းဒုံးမြန်များကို စနိုက်ပါဆော့ဂါဆော့တာဒုံးမြန်ရင်များဟုအမည်ပေးထားသည်ပြကွင်းတမိုင်းမှနှစ်မိုင်အထိရှိသည် ခြေလျင်တပ်သားများလက်နက်ကင်ပြီးပြစ်ခတ်နိုင်သည်ချိန်ခွင်းမြင်းကြောင်လှိုင်းကလေးတွင်ရန်သူတင်ကပေါ်လာသောအခါပြက်ဆက်လိုင်းများဖြင့်ဒုံးမြန်ပြစ်ချံမြည်သူကိုအချက်ပြသည်ပြစ်ကွင်းကို မလွဲထမ်းပြစ်နိုင်သည်အစိုးရတို့အုံပြုသည့်အမေရိကန်လုတ်တင်ကားဖြတ်ဒုံးရင်များကလည်းအစွမ်းထလာသည်ထို့ကြောင့်တင်ကားတိုက်ပွဲတွင်မူတစ်ဖက်နှင့်တစ်ဖက်လက်နက်ချင်းထူးထူးခြားခြားကွာလှသည်ဟုမဆိုသာသို့တော်လည်းအစိုးရတို့အုံပြုနေသည့်ရှာမင်းနှင့်စင်ဂျူရီယန် တင်ကားများက တရ၅မမစက်မြောင်များကိုအသုံးပြုကြသည်အာရတ်တို့၏ဆိုဗီယက်လုံတင်ကား T 54နှင့်55တွင်မူတရမမစက်မြောင်များသာရှိသည်အစ္စရေးစက်မြောင်များကဂိုက်ပေါင်း900ပိုးပြစ်နိုင်သည်ထို့ကြောင့်တင်ကားချင်းတိုက်ပွဲတွင်မူအာရတ်တို့တပန်ရှုံးနေသည်အစ္စရေးကအကန့်မခံဘဲ၎င်း၏အမြောက်တကန်းအကွာမှပြစ်ခတ်သောကြောင့်အာရတ်တို့ပြန်လည်ပြစ်ခတ်ခွင့်ကိုပင်ကောင်းစွာမရခဲ့ကြပေ T 62တင်ကားသည်125မမ စံမြောက်ကြီးများတတ်ဆင်ထားသောကြောင့်အစ္စရေးစံမြောက်ကြီးများထက်ဂိုက်တထောင်ပိုပြစ်နိုင်မြန်သည်သို့တော်လည်းအလုံးလိုက်မရှိသည့်အ ਨੇ ချင်းသာရှိသောကြောင့်အစ္စရေးတင်ကားများအားခေါင်းမထောင်နိုင်အောင်ဖိထားနိုင်ခြင်းမရှိကြီအာရန်နှင့်အစ္စရေးတို့နှစ်ဖက်စလုံးတွင် ပောက်ကွင်းမှုရန်အားများသောတင်ကားဖြတ်ဒုံးမြန်များရှိနေကြသဖြင့်တစ်ဖက်ကတစ်ဖက်ကိုအလဲထိုးနိုင်ရန်မလွယ်ခြင်းဖြစ်သည်ဆိုပြီးရလို့ဒုံးမြန်များမှာအခဲလောင်စာကိုပင်အသုံးပြုသောဒုံးမြန်များဖြစ်သည် အာရတ်တို့ဤလက်နက်များ Sam 7 Strela ဒုံးရင်ဘင်းရင်မြန်း၏အပူတက်နောက်သို့လိုက်ကာထိမှန်ပေါက်ကွဲစေသည်ဒုံးရင်၈ဆင်းမှ၁၂ဆင်းအထိတပြိုင်နက်ထဲပြစ်လွတ်နိုင်သည်လက်နှစ်သဲယူသွားနိုင်သောဒုံးပြန်ပြုံဖြင့်ပြစ်လွတ်ရသည်ချီလျင်တပ်သားတဦးရဲပခုံးတွင်ထောက်၍ပြစ်ရသည်ဗီယက်နမ်စစ်ပွဲတွင်အမေရိကန်ရဟတ်ယာဉ်များကိုထိရောက်စွာဒုက္ခပေးခဲ့သည်ဒီတရေကမိကြီးပြစ်ချပြီးပြစ်ကွင်းကိုလှည့်စား၍ရနိုင်သော ဒုံးရင်မျိုးမဟုတ်ပြစ်ကွင်းအမှန်ကိုတိတိကျကျသိသည် SU20 ပြန်လွားတောင်တန်းရှိသော တောင်မန်တတ်ထားသည့်ဘုံကျဲလင်းဖြစ်သည် တင်ကားဖြက်လင်းဖြစ် စီးရီးယားစစ်မျက်နှာတွင်စမ်းသပ်အသုံးပြုခဲ့သည်အစ္စရေးတို့ကအမြောက်များပစ်ချနိုင်ခဲ့သည် AS5 Gale ဝေးကွာသည့်လုံခြုံရေးအရက်တွင်ရှိနေသောဘုံကျဲလင်းမြန်ကမြေပြင်ရှိပစ်မှတ်တစ်ခုကိုဆေးလွတ်ပစ်ခတ်နိုင်သောဒုံးရင်ဖြစ်သည်နိုင်နေရာဝေးသောပစ်ကွင်းကိုပစ်နိုင်သည် စစ်ပွဲပထမအနေကဒယ်ဖင်မျိုးကိုဥတီပြစ်ခတ်လိုက်သောရင်းဒုံးရင်ကို အစ္စရေးအဖိုးဖင်တန်လီယင်မှုကနန်းကူလမ်းမှာပြစ်ချခဲ့ရသည်အတန်ထက်မြန်သည် စကတ်မြေပြင်မှမြေပြင်သို့မိုင်80အကွာဝေးရှိသည့်ပြစ်ကွင်းအတွင်ပြစ်နိုင်သည်ပြစ်မှတ်သို့ဓာတ်ရိုက်ထိမှန်စေရန်ထိမ့်ချုပ်ကရိယာပါဝင်သည်အစ္စရေးလက်နက်များတိုးဒုံးရင်ကွေ့ကောက်ပြေးနေသောပြစ်မှတ်နောက်သို့ကွေ့ကောက်လိုက်နိုင်သည့်ထိမ့်ချုပ်ကရိယာပါသော တင်ကားဖြတ်ဒုံးရင်ဖြစ်သည် လက်နှင့်အလွယ်တကူသယ်ယူခြင်းပြစ်ခတ်ခြင်းပြုနိုင်သည်ဗီယန်နမ်စစ်ပွဲ၌အသုံးပြုခဲ့ရာအလွန်ထိရောက်ခဲ့သည်လော့ဒုံးယင်မြန်လက်နှင့်ပြည့်၍ရနိုင်သော တင်ကားဖြတ်အပေါ်စားဒုံးမြန်ဖြစ်သည်ဘဇူကာ ပုံတံရှိသည် တလုံးလျင်ငါးပောင်သာလေးသည် wall eye အလိုလျောက်ယုံမြင်တန်ကြားဆက်ဖြင့်ထိန်းချုပ်ပြန်တန်းနိုင်သည့်ဒုံးမြန်ဖြစ်သည်ပေါင်းငိမ့်တထောင်ရှိသည်25မိုင်ပြည့်ကွင်းရှိသည် sky hall လင်းရင်မြန်မှရေပြင်းရှိဒုံးရင်စခန်းများ အမြောက်တပ်ဖွဲ့များကိုဖျက်ဆီးနိုင်သည်ရှက်ရိုက်ဘုံများရေဒီယိုစကန်ဖြတ်ဘုံဖြစ်သည်ထိုဘုံမှာပင်ရေဒါတပ်ဆင်ထားသည်ယင်းရေဒါကရန်သူ၏ရေဒါစကန်ကိုရန်သူလွှတ်နေသည့်ရေဒါလျှက်စက်လိုင်းများအတိုင်းရှားဖွေလိုက်သွားပြီးပြက်မှတ်ကိုဖျက်ဆီးသောဘုံဖြစ်သည်မြောက်ဘီယန်နန်တွင်အုံပြူရာမြောက်ဘီယန်နန်ရေဒါစကန်များကထိုဘုံနှင့်အပြစ်ခံရကြောင်းသိလျင်ရေဒါလျှက်စက်လိုင်းများကိုပြောင်းလဲလွှင့်ခြင်းဖြင့်ရှောင်းတိန်ဤကိုလေ့လာနိုင်ခဲ့ကြသည် Justin Dam ရေဒါစကန်ဖြတ်ဘုံကိုတမ်းမြန်ဖြတ်စည်းသည့်ဘုံဖြစ်သည်အတန်ထက်မြန်သည့်ပေစားရှောင်းတိန်ရန်ခတ်ခဲသည် Rock Eye တင်ကားဖြတ်လက်နက်ဖြစ်သည်စစ်ပွဲများတွင်တကြိမ်မှမသုံးဘူးသေးချေလင်းရင်မြန်တွင်ချိတ်ထားသည်ຢာပေါင်းများစွာတင်နိုင်သည်ရေဒုရဲတွင် ဖြတ်တန်းသွားလာရန်လွယ်ကူသောပုံတံရန်ရှိသည်တင်ကားအုပ်စုကြီးများအပေါ်မှပြစ်ချလျင်တန်းနေပါသော တင်ကားပေါ်ပိုင်းနေရာကို ဖောက်ဝင်ပြီးပောက်ကွဲစေသည် တစ်ချက်ထင်းနေရင်များပြကိုပျက်စီးစေနိုင်သည်။အော်ဒါနဲ့စကားမဆက်အခုလိုကျွန်တော်ဖတ်ပြတဲ့စာလေးတွေကိုဂျိုင်းနဲ့သက်သဘောကျတယ်ဆိုလို့ရှိရင်ကျွန်တော်ရဲ့ channel လေးကို like subscribe လေးလုပ်သွားပေးခဲ့ကြပါအောင်နော်။နောက်ပြီးတော့အကြံပြုချင်တာများရှိရင်လည်းအောက်ကကွန်မန့်လေးထဲမှာဝင်ရောက်ဆွေးနွေးသွားလို့ရပါတယ်။ကဲကဲကျွန်တော်နဲ့အတူတူစာလေးတွေဆက်ဖတ်ကြအောင်ဆိုဂျိုရုများကိုအသုံးပြုခြင်းအာရန်နဲ့အစရေတို့ဂိုင်းတွေသုံးဆွဲခဲ့ကြသောအထက်ပေါ်ပြပါလက်နက်များကိုကြည့်လျင် မြည်သူကမြည်သူထက်သာသည်ဟုပြောရန်ခတ်ပါသည်။ဒုံရင်များတွင်အာရတ်တို့ကသားတဲ့ကဲ့သို့ရေဒါစကန်ဖြတ်လက်နက်များမှာအစ္စရေးတို့ကသားကြသည်။သို့တော်လည်းယခုစစ်ပွဲတွင်အရေးကြီးဆုံးမှာအာကာသတွင်လွတ်တင်ထားသောဂျူးလူများက ရန်သူ၏စကန်များလှုပ်ရှားမှုများအခြေအနေများ အင်အားများကိုမှန်ကန်စွာသတင်းပို့နိုင်ခြင်းပဲဖြစ်သည်။စစ်မဖြစ်မီ၃ရက်အလိုအောက်တိုဘာ၃ရက်နေ့တွင်ပြစ်လွတ်လိုက်သောဆိုဗီယက်တို့၏ကော့စမော့996ဂျူးလူသည် အရှိလေပိုင်းဒေတာရဲ့အခြေအနေများကိုကောင်းစွာလေ့လာနိုင်ခဲ့ကြသည်ဟုအမေရိကန်ပင်တဂွန်စစ်ဌာနချုပ်မှပါရဂူများကယုံကြည်ကြသည်ထိုချိန်မှစပြီးဆိုဗီယက်တို့ကတရှိုဂျိုဒုအ ਨੇ စုံ၅လုံးခန့်ကိုလွတ်တင်ထားပြီးတရင်ယူသည်ဟုယုံကြည်ကြသည်ထိုဂျိုဒုများသည်ပုံမှန်အားဖြင့်မြေပြင်သို့၁၃ရက်ကြာမှတရင်ပြန်ပို့လေရှိတော်လဲယခု၆ရက်နေတရင်ပို့သည်အစ္စရေးတို့၏လှုပ်ရှားမှုများတပ်ဖြန့်မှုများကိုကြည့်ကနီးပရိယန်များကိုလိုအပ်သလိုပြင်ဆင်ပြုလုပ်နိုင်သည် အမေရိကန်ကလည်းတချို့ဂျိုရုနှလုံးကိုလွတ်တင်ထားသည်ထိုဂျိုရုများကလည်းအာရတ်တို့၏အနေထားကိုကြည့်ကားတရင်ပြန်ဖို့သည်ထိုတရင်များအရဆစ်စင်ရေးကိုတိကျစွာပြုလုပ်နိုင်သည်ဤသို့သောအခြေအနေများကိုကြည့်ခြင်းဖြင့်ကမ္ဘာပေါ်တွင်ဂျိုရုဆစ်စင်ရေးသည်ယခုစစ်ပွဲမှစပြီးထိထိရောက်ရောက်ပြုလုပ်နေပြီဟုလည်းဆိုနိုင်ပါသည်သိပ္ပံအတတ်ပညာများစစ်လက်နက်ပစ္စည်းများပိုမိုဆန်းသစ်လာသည်နှင့်အမျှစစ်ဤနီးပရီယေတို့သည်လည်းတစ်နေ့တခြားပြောင်းလဲလာပြီဟု အဆိုပြုခြင်းကိုအငင်းပွားပွေရအကြောင်းမရှိတော့ကြည်လက်တွေဖြစ်ရန်များကတတ်သေးခန်းလျက်ပင်ရှိသည်1969ခုနှစ်6ရက်စပွဲသည့်နှစ်ဖက်စလုံးတော့သင်္ကန်းစားများရစေသည်စစ်စင်ရေးနေပတ်သက်ပြီးအမြင်ကျဲစေသည်လူနေကျဲသည့်နေရာများကိုခြေကုပ်ယူကထိုးစစ်ကိုတော်၎င်းခန်းစစ်ကိုတော်၎င်းပြုလုပ်ရမည်ဖြစ်ကြောင်းအစ္စရေးတို့ကောင်းစွာနားလည်ခဲ့ကြသည်ထို့ကြောင့်လဲစီနိုင်းသေးကန်နိုင်ရအတွင်တွင်၎င်း ဂိုလန်ကုန်းမြင့်မြင့်တွင်၎င်းခန့်တက်များကိုအခိုင်အမာဆောက်လုပ်ထားခဲ့ခြင်းဖြစ်သည်လေအေးဇတ်တက်ဆင်ထားသည့်ခန့်တက်ကြီးများကိုမိုင်းမြုံနေမြများတန်ဆူးကျူးများတင်ကားတံများတန်ကြကားတံများအမြောက်ကြီးများဖြင့်အကာအကွယ်ပြုထားသည်သို့တော်လည်းအမှန်တကယ်စစ်ဖြစ်ပြီးဆိုသောအခါခိုင်မာလာပါသည်ဆိုသော ရင်းခန့်တက်ကြီးများသည်နေရာပေါင်းများစွာမှကျိုးပေါက်လေတော့သည်သို့ဆိုလျင်အာရတ်တို့အလစ်ဝင်းတိုက်ချင်းကြောင့်လောအီဂျစ်နှင့်စီးရီးယားစစ်မျက်နှာနှစ်ခုစလုံးမှာ စစ်အခြေခံစခန်းများတိုးတက်များပြလာသည်ကိုအစ္စရေးထောက်လှမ်းရေးတပ်များကသိကြသည်။သို့တော်လည်းထို့သို့တိုးတက်ဖြစ်ပေါ်နေမှုများအပေါ်အစ္စရေးတို့သည်ကောက်ချက်အမှန်ကိုမချနိုင်ခဲ့ကြ။ထို့ကြောင့်လည်းစစ်စုစည်းမှုကိုမပြုတ်လုံနိုင်သေးမီမှာစစ်ဖြစ်ပြီးဆိုသည်နှင့်တပြိုင်နက်အာရတ်တို့ကရန်သူနေမြေအတွင်း၌ခြေကုပ်စခန်းကိုရယူပြီးဖြစ်နေတော်သည်။ကာကွယ်ရေးဝန်ကြီးမိုးရှိဒိုင်းယန်နှင့်နီးဆက်သူများ၏အပြောအယမူအာရတ်များစတင်တိုက်ခိုက်ခြင်းကိုအစ္စရေးတို့ကခွင့်ပြုခဲ့သည် အမေရိကန်နဲ့ရုရှားတို့တင်းမာမှုရောပါးရေးကိုပြုလုံနေချိန်တွင်အစ္စရေးကစတင်တိုက်ခိုက်ပြီးဆိုပါကမျက်နှာအပြတ်မခံလို့သောအမေရိကန်ကအစ္စရေးကိုအကူအညီအပြည့်အဝမပေးမီဆိုသောကြောင့်ဖြစ်သည်ဟုဆိုသည်။ရန်သူကိုလက်ဦးမှုအနှဲငယ်ပေးလိုက်ခြင်းအပြင်စီနိုင်ကျွန်းဆွယ်နှင့်ဂိုလန်ကုန်းပြင်မြင့်တို့သည်အစ္စရေးနိုင်ငံအတွက်အရေးကြီးသည့်ဂျာဂန်နယ်များဖြစ်ကြောင်းကမ္ဘာကသဘောပေါက်နားလည်စေလိုသောကြောင့်ဖြစ်သည်ဟုလည်းပြောသည်။၆ရက်စစ်ပွဲဤရလကြောင် အာရတ်တို့သည်6နှစ်လုံးတိတ်ခါကြသည့်ဘဝဖြင့်နေခဲ့ကြရသည်ထို့ကြောင့်လဲဆိုဗီယက်တို့ကဗန်းမောင်း3တောင်တန်မှုရှိသော လေယာဉ်မြန်များတင်ကားများဒုံးရင်များအမြောက်များနှင့်အခြားလိုအပ်သည့်လက်နက်ခဲယံမီးကြောင်များကိုအီဂျစ်နှင့်ဆီးရီးယားနိုင်ငံများသို့ပေးပို့ခဲ့သည်ဆိုဗီယက်အကြံပေးရာရှိများနှင့်အတတ်ပညာရှင်များသည်လည်းအာရတ်နိုင်ငံများသို့လာကထိုလက်နက်ပစ္စည်းများကိုတပ်ဆင်ပေးခြင်းဤသို့ကိုင်းတွဲအသုံးပြုရာမျိုးကို သင်ကြားပေးခြင်းများပြုလုပ်ပြီး နောက်ထပ်ဖြစ်လာမည့်စစ်ပွဲအတွက်လိုအပ်သည်များကိုမနာမနေပြင်ဆင်ခဲ့ကြသည်။ဘာလတ်ခန်းစစ်ကြောင်းကြီးကိုဖြိုဖျက်နိုင်ရန်အတွက်ပုံသဏ္ဍန်တူခန်းစစ်ကြောင်းကိုနမူနာဆောက်လုပ်ကာ၃နှစ်လုံးလုံးအပြင်းထန်လေ့ကျင့်ခဲ့သည်။၆ရက်စစ်ပွဲတုန်းကအစ္စရေးလေတပ်ကိုမရှင်းနိုင်ခဲ့။အစ္စရေးလေတပ်၏စွမ်းပကားကြောင့်ဝဲစသည့်ဆိုကလေးကအထီးအနာကြီးနာခဲ့ရသည်။ထို့ကြောင့်ရန်သူလေတပ်ကိုအနိုင်တိုက်နိုင်ရန်အတွက်စဉ်းစားရ၏။နီလန်မှာထိရောက်သည့်ဒုံးရင်များကိုအသုံးပြုရန်ဖြစ်သည်။ ၄ချောင်းစစ်စင်ရေးထက်ဒုံရင်စစ်စင်ရေးကိုအဓိကထားရင်ဖြစ်သည် ထိုကောက်ချက်အတိုင်းအာရတ်တို့သည်ဒုံရင်များကိုစိတ်တိုင်းကြပြင်ဆင်ကားအသေးစိတ်အစီအစဉ်များရေးဆွဲခဲ့ကြသည်မိမိတို့တပ်များဘော်တွင်၎င်းမိမိတို့နယ်မြေဘော်တွင်၎င်းဒုံရင်များဖြင့်ထိမိုးထားကြသူမိုးထားရန်စီစဉ်သည်အမေရိကန်စစ်ဖြစ်လာသောအခါအလွန်တရာထိရောက်ကြောင်းတွေ့ရသည်ရေဒါများဖြင့်ပြန့်ကျက်ထားပြီးပစ်ကွင်းများကိုလည်းမိုင်20မှ25မိုင်တွင်တပ်မတ်ထားလိုက်သည်။အစိုးရတို့သည် စီးရီးယားစစ်မျက်နှာကိုမဲနေခြင်းအပြင်လဲစီနိုင်းစစ်မျက်နှာတွင် အာပြောနေသည်အီဂျစ်တို့ဖို့အကွက်ကောင်းရသည်စီးရီးယားဒုံးရင်စခန်းများသည်အစ္စရေးပြည်တွင်ရှိလူနေစိတ်သောအရက်များသို့ပြစ်နိုင်လောက်သော နေရန်အရောက်ဖုံးဝင်တပ်ဆွဲထားပြီဖြစ်သည်ထို့စစ်စခန်းများကိုနိုင်နေအောင်ထိမ်းမထားနိုင်လျင်အစ္စရေးပြည်တွင်၌အထိအခိုက်ပျက်စီးများမည်စီးရီးယားတို့ကအေးသာလျင်ဂျော်ဒန်ကလည်းစစ်မျက်နှာတစ်ခုအသစ်ဖွင့်ကမျက်ပူးမျက်ပိတ်တိုက်ဖွဲရကြောင်းရှိသည် စစ်မျက်နှာနှစ်ခုဖွင့်နေရမှသုံးမျက်နှာဖြစ်လာလျင်ရန်သူကိုတွန်းလှန်နိုင်ရန်အခြေအနေမှာများစွာခက်ခဲသွားတော်မူထို့ကြောင့်စီးရီးယားကိုအပြတ်သတ်တိုင်းစီးရီးယားထိနာခြင်းအပြင်ဂျော်ဒန်ကိုချင်းချောက်ပြေးရာရောက်လိမ့်မည်စီးရီးယားကိုအနိုင်တိုက်ပြီးမှအီဂျစ်ကိုတိုက်မည်စသဖြင့်ဆုံးဖြတ်ခဲ့ကြသည်ထို့ကြောင့်လည်းအီဂျစ်တပ်များသည် များစွာအသက်ရှူချောင်းနေသည်ဣသရေလတပ်တို့ကမိမိတို့၏တပ်များစုစည်းမှုကို၃ရက်နေပြည့်စုံအောင်ပြုလုပ်နိုင်လိမ့်မည်ဟုယုံကြည်ခဲ့ကြသည် တကယ်စူးစီးသောအခါခံမှန်းသည့်အချိန်ထက်တဆပိုကြသွားသည်ကိုတွေ့ရသည်။နောက်တစ်ကြောင်မှအာရတ်တို့သည်၎င်းတို့လက်တွင်ရှိနေသည့်လက်နက်ပစ္စည်းများကိုအလွန်ကျွမ်းကျင်စွာဂိုင်းတွင်အသုံးပြုနိုင်ကြသောကြောင့်ဖြစ်သည်။၆နှစ်လုံးလုံးအပင်မှန်းခံကားလေ့ကျင့်ခဲ့ကြခြင်း၏အကျိုးကျေးဇူးဖြစ်သည်။ချွေးထွန်များမှသွေးထွန်နည်းမြေဟုသောစစ်ဆောင်မှုသည်အလွန်တရာမှန်ကန်ကြောင်းကိုပါဤစစ်ပွဲကအခိုင်အမာတက်တည်ထူလိုက်သည်။ဤသို့ပင်ဆိုစေ ဤစစ်ပွဲ၏အခြေအနေများကိုလေ့လာသုံးသပ်ကြည့်ခြင်းဖြင့်စပရီယေရိုသည်ကြီးမားစွာပြောင်းလဲလာပြီဖြစ်ကြောင်းလူလူချင်းတိုက်သည့်ထက်ခင်မီလက်နက်များနှင့်တိုက်ခြင်းဖြစ်ကြောင်းထိုလက်နက်များကိုအကျိုးရှိရှိထိထိရရအသုံးပြုနိုင်ရန်လိုကြောင်းထိုကြားထဲကပင် လူသားဗရာဏတရားသည်ပေါ်လာကြောင်းစစ်တခုတွင်လက်နက်ချင်းအင်အားချင်းတူညီနေသောအခါလူသားတို့၏စစ်စွမ်း၏အဆုံးဖြတ်အတွေ့အခေါ်ချက်ထွန်းညံများကအေးပူကြီးကြောင်းကိုအာရန်နေမြင်းများအတွင်အစ္စရေးတို့ ခုဖဝင်းရောင်မှွေနောက်နေခြင်းကတတ်သေးပြလေသည်သို့တော်လည်းသမိုင်းနေချီလာသည့်အာရန်နေအစရေတို့စစ်မှတ်ဖတ်ပြိုင်မှုများသည်ဤမြနေလုံးဝနှိတ်ထတန်မီလော နားလိုက်တိုက်လိုက်ဖြင့်စစ်ကြောရှင်နေမီလောဤသူအသက်ပြောနိုင်ပါမည်နီကျွန်တော်အခုဖတ်ပြနေတဲ့၄ချိန်မြောက်အစ္စရေအာရတ်စစ်ပွဲထောက်တော်လှအောင်ရေးသားထားတဲ့စာအုပ်လေးကတော့ဒီမှာပဲပြည့်စုံသွားပါပြီခင်ဗျာ။ အခုလိုစိတ်ဝင်စားဝေးရာကောင်းတဲ့စာအုပ်လေးတွေကိုဆက်လက်နားထောင်ခြင်းနဲ့ဆိုလို့ရှိရင်ကျွန်တော်ရဲ့ channel လေးကို like subscribe လေးလုပ်သွားခဲ့ကြပါခင်ဗျာကြံပြုတ်ခြင်းနာများရှိရင်လဲ comment ထဲမှာဝင်ပြီးအကြံပြုပြီးတော့ဖတ်စေခြင်းနဲ့စာအုပ်များရှိရင်လဲရေးသားသွားလို့ရပါတယ်ခင်ဗျာဖတ်သမျှစာအုပ်လေးတွေကိုလည်းနားဆင်နိုင်အောင်လို့ဘေးနာက note ခေါင်းလောင်းလေးကိုလည်းနှိပ်ခဲ့ကြဖို့မမေ့ပါနဲ့ခင်ဗျာအားလုံးပဲနောက်ထပ်စာအုပ်တော့အောင်ပါ ပြန်လည်ဆုံတွေ့ရပါမယ်ခင်ဗျာခုလိုအဆုံးထိနားဆင်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာနောက်ထပ်လည်းစိတ်ဝင်စားဖွယ်ရာကောင်းတဲ့အအောင်များစွာကိုဖတ်ရှုပေးမှာဖြစ်လို့ကျွန်တော်ရဲ့ channel လေးကိုကြိုက်နှစ်သက်သဘောကျတယ်ဆိုလို့ရှိရင် like subscribe လေးနဲ့အားပေးခဲ့လို့ရပါတယ်ခင်ဗျာကျွန်တော်ဖတ်သမျှစာအုပ်လေးတွေကိုလည်းနားဆင်နိုင်အောင်လို့ဘေးနားက notification လေးကိုလည်းနှိပ်ခဲ့ကြဖို့မမေ့ပါနဲ့ခင်ဗျာ